ရေဒီယိုတဘောဘောနဲ့တောင်းနေတဲ့ဒီငါးကြီးကရေစာလို့ရေတောင်းနေရလို့ပြည်သက်ကြီးတို့ထင်ပါသလားမင်္ဂလာပါတော်မန်ကစင်ပြည်သက်ကြီးရေရှိကပြောခဲ့တဲ့မိကုန်းကိုပြန်ဖြေရရင်တော့ no လုံးဝမဟုတ်ပါဘူးဒီငါးကြီးဟာရေစာလို့ရေတောက်တာလုံးဝလုံးဝမဟုတ်တာပါတတော်များများကဒီငါးကြီးတွေကရေဒီယိုပါဇက်သေးကိုအခုလိုမျိုးဆုတ်ထည့်နေလို့ရှိရင်ဒီရောက်ထဲမှာနေတဲ့ငါးလေးရေစာတတ်တာပဲဆိုပြီးရေတောက်တယ်လို့ထင်တတ်ကြပါလိမ့်တကယ်တော့ဒီကောင်တွေကရေတောက်တာမဟုတ်ပါဘူးသူတို့ဟာရေထဲမှာပါတဲ့ဘက်တီးရီးယားပိုးမွှားတွေနဲ့ငါးတွေကို တို့ရဲ့ပါဇက်သေးကိုစောက်ယူပြီးစားတောက်တာဖြစ်ပါတယ်။တကယ်တော့ဒီငါးရည်ရဲ့နာမည်ဟာဟွေရွှတ်ရှက်လို့ခေါ်တာဖြစ်ပြီးတော့တို့ရဲ့အစားစားတဲ့ပုံစံဟာစကားနဲ့စစ်ထုတ်ပြီးတော့စားတောက်တဲ့ပုံစံနဲ့တူပါတယ်။တို့ကပါဇက်သေးကိုရည်ရည်ကိုစောက်ယူလိုက်ပြီးအဲ့ဒီရည်ရည်ထဲမှာပါလာတဲ့ငါးရည်တခြားသောအကောင်ပလောင်ငယ်တွေကိုတို့ကမြူချပြီးတော့စားတောက်တာဖြစ်ပါတယ်။ဒါကြောင့်မလို့သူကအစားစားစားတဲ့အခါမှာရည်ရည်ကိုတို့ရဲ့ပါဇက်သေးကိုစောက်ထဲဖို့လိုတာဖြစ်ပြီးပြီးရင်တော့အဲ့ဒီရည်ရည်ကလိုလိုပဲအပြင်ကိုပြန်ရောက်သွားတာဖြစ်ပါတယ်။ ။ဘာသာထဲမှာငါးရီပဲကြံခဲ့တာဖြစ်ပြီးတော့သူပါသားသူငါးဖန်းနီးစနစ်ကိုတီထွင်ထားတဲ့ငါးလူတော်မှပြောလို့ရပါလေ။အစားစားတဲ့ပုံစံကလည်းတခြားငါးရီလည်းပုံစံမတူသလိုလူရီရဲ့ဖန်းစီတက်ဖြတ်ခြင်းကိုခံနေရတဲ့ရှားပါးတဲ့မျိုးစိတ်တစ်ခုလည်းဖြစ်ပါလေ။